ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးမယ့်သတင်းကတော့ Transoya က Harvest တက္ကသိုလ်နဲ့ချုပ်ဆိုထားတဲ့စာချုပ်အားလုံးကိုဖျက်သိမ်းတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် Transoya ဟာဆိုလို့ရှိရင်တော့ Harvest တက္ကသိုလ်နဲ့ချုပ်ဆိုထားတဲ့ American အစိုးရရဲ့စာချုပ်တွေအားလုံးကိုဖျက်သိမ်းဖို့အတွက်ဆုံးဖြတ်လိုက်ပြီးဆိုပြီးတော့သိရှိရပါတယ်အဆိုပါစာချုပ်တွေဟာဆိုလို့ရှိရင်တော့ဒေါ်လာတန်း၁၀၀နီးပါးရှိတယ်လို့လည်းခန့်မှန်းထားပါတယ်အစိုးရအေဂျင်စီတွေကိုတော့ရွေးချယ်စရာရောင်းသူတွေကိုရှာဖွေဖို့လည်းညွှန်ကြားထားပြီးဒါအစိုးရနဲ့တက္ကသိုလ်အကြားက နှစ်ရှည်လာများစီးပွားရေးဆက်ဆံရေးကိုလုံးဝကိုဖျက်တောက်လိုက်တာဖြစ်တယ်လို့အစိုးရရရှိတဦးကပြောကြားခဲ့ပါတယ်။ Harvard တက္ကသိုလ်ရဲ့ငွေကြေးပိုင်းဆိုင်ရာနဲ့ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုကိုထိခိုက်စေဖို့အတွက် Trump အစိုးရဟာဆက်လက်ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့လကတည်းက Harvard တက္ကသိုလ်နဲ့ချုပ်ဆိုထားတဲ့ထောက်ပံ့ကြေးနဲ့စာချုပ်တွေဟာဒေါ်လာ3.2ဘီလီယံနီးပါးကိုရပ်ဆိုင်းခဲ့ပြီးတော့နိုင်ငံတကာအကြောင်းသားတွေလက်ခံကွင်းကိုလည်းပိတ်ပင်ဖို့ကြိုးစားခဲ့ပါတယ်။ American ထွေထွေဝန်ဆောင်မှုအုပ်ချုပ်ရေး GSA ကနေပြီးတော့မေလ29ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့စာတစောင်ကိုအစိုးရအေဂျင်စီတွေကိုမေလ28ရက်နေ့မနက်ပိုင်းမှာပေးပို့ခဲ့ပါတယ်။စာချုပ်ဖြတ်သိမ်းမှုစာရင်းကိုတော့ဇွန်လ6ရက်နေ့နောက်ဆုံးထားပြီးတင်ပြဖို့ညွှန်ကြားထားပါတယ်။အရေးကြီးတဲ့စာချုပ်တွေကိုချက်ချင်းဖြတ်သိမ်းမဲ့အစားအခြားရောင်းချသူတွေစီကို လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ GSA ရဲ့ Federal ဝယ်ယူရေးဝန်ဆောင်မှုဆိုင်ရာ Commissioner George Grumban ကလက်မှတ်ရေးထိုးထားတဲ့စာမှာဖော်ပြလိုထားပါတယ်။အဆိုပါဆုံးဖြတ်ချက်ဆိုလို့ရှိရင်တော့ Federal Agency ကိုကူလောင်းနဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေကိုထိခိုက်စေနိုင်တာလည်းဖြစ်ပါတယ်ခင်ဗျာ။